ခံဝင်တယ်ပါစတတတတန်ဒီတ ాయి ခြေတော်မျိုးနဲ့တမန်ကုန်းကြီးရမှာအိုကြီးကိုတက်ပြီးတော့ရှောင်းလဲခဲ့ပါတယ်ရှောင်းလဲပြီးတော့လုံးဝရှောင်းလဲလို့ရရဲ့ခြောင်ရွေးလို့မရရဲ့နောက်ဆုံးမှာတက်တဲ့ကိုကျွန်တော်ဝင်လိုက်ပါတယ်ဒီအုတ်ကြီးကိုတက်ရတဲ့ကြောင့်ကျွန်တော်တက်ဘကွဲနေတဲ့ရွှေတော်မျိုးနဲ့တမန်ကုန်းကျွေးရမှာတယ်ယုံတစ်ဆင့် ပတ်စံလေးလိုက်ပြီးတော့စစ်ကောင်ကြီးတွေမုံရှင်လို့ရှိရင်တင်းကို2000ဝက်3000နေလိုက်ကောင်ကြီးရဲ့အရှင်မှာလုံးဝအဆင်မပြေတဲ့နောက်ဆုံးမှာသူ့တပ်ပစ်ခဲ့ရတာကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးအောင်မြင်လာဦးပြုမှာပဲကျွန်တော်ဖမ်းမိခဲ့တာပဲဖမ်းမိခဲ့ပြီးတော့ကျွန်တော်တို့နေပြီးတော့ပို့ခဲ့ပါတယ်နေပြီးတော့အဲ့တို့တစ်စင်းကျွန်တော်မကွေးပို့ခဲ့ပါတယ်တောင်းရတက်ကွမကွေးရဲ့တစ်စင်းဟိုဘုံတင်တန်းကြောင့်ပို့ခဲ့ပါတယ်ဟိုဘုံတင်တန်းကြောင့်ပြီးသွားတဲ့အခါမှာ တီချစ်ငါတတိတန်းရင်ကိုပို့ခဲ့ပါတယ်ငါတတိတန်းရင်မှာ၁၀လောက်နေခဲ့ပြီးကျွန်တော်ခြေချောင်းထွက်လာခဲ့ပါတယ်အောင်စီရဆေးချောင်းနဲ့ပဲပို့ခဲ့ရတယ်ဒီကောင်လေးဘယ်လိုမြင်လဲဆိုရင်ဒီကောင်လေးကကလင်ကကြီးတွေဘုနော် အခုတစ်မျိုးဆိုရင်နောက်ပြီးကြာရင်တစ်မျိုးဖြစ်သွားတယ်ဒီကောင်ဒီမှာနေတိုင်းလိုလိုကလင်ကကြီးညံနေနေနေတိုင်းလိုလိုကြံစီနေကြဘလူလုံးရင်ဘလူကလင်ကကြီးညံမယ်ဒီကောင်ဒီတိုက်ဖို့ဒီကောင်ဒီမှာတိုက်ဖို့အစီအစဉ် မရှိဘူးပြောမယ်ကြောက်ရွံ့နေတာပဲရှိရင်ဒါမဲ့ဒီကျွန်တော်တို့ရှေ့က point တက်စိတ်တွေမှာတိုက်နေတဲ့ဒူတွေကိုဒီကောင်နဲ့တိုက်ရေးတယ်မဟုတ်ဒီကျွန်တော်တို့ကရင်ပြည်နယ်မှာရှိနေတဲ့အရွာကိုမရှိဘူးပဲဒီကောင်နဲ့လက်တန်းကြီးပြစ်လို့ရှိရင်ရှေ့ point တက်စိတ်မှာနေတဲ့ဒူတွေကဒီနောက်ကိုပြန်လာလိမ့်မယ်ဆိုတဲ့အစီအစဉ်နဲ့တို့ရအလိုအစီအစဉ်ဆွေးနေရပါရှိကျွန်တော်ဘာယူဝါဒပြန်လာလဲရှိလို့ရှိရင်ကျွန်တော်တို့ဒီဘောနော် စစ်ကောင်စီမင်းတို့တော်လိုင်းရေးဖွဲ့တွေကိုမပူးပေါင်းနဲ့မသွားနဲ့တော်လိုင်းရေးဖွဲ့တွေကိုသွားလို့ရှင်မင်းတို့တက်ပြစ်လိမ့်မယ်။ဒါမဲ့မင်းတို့ပြည်သူလူထုကမင်းတို့အဲ့ဒီကရင်ပြည်နယ်ရွာရတဲ့ဒီကောင်တွေကိုချက်ပြုတ်ကျွေးနေကြ။ချက်ပြုတ်ကျွေးနေရတဲ့အတွက်ဒီကောင်တွေကဒီပြည်သူလူထုကလည်းဒီရွာရတဲ့သဘုံရွာပဲဒီရွာကိုလည်းမေးရှို့ပြစ်မယ်။မင်းတို့မသွားနဲ့မင်းတို့သွားလို့ရှင်တက်ပြစ်လိမ့်မယ်လို့အဲ့လိုချင်းချောက်ပြီးဝါဒလေးပြန်လာရှိတယ်။ ျွန်တော်အနီးအတွက်လည်းမဟုတ်ဘူးအစိမ့်အတွက်လည်းမဟုတ်ဘူးပြည်သူလူထုအတွက်တိုက်ပွဲဝင်ဖို့ညီကိုတွေအားလုံးဖိတ်ခေါ်ပါတယ်လို့ကျွန်တော်ဒီလူလေးပဲကြံပြုတယ်ကျွန်တော်ကတော့ကျွန်တော်ဆရာရောအချင်းပါလိုအပ်ချက်မရှိဘူးလို့ညီကိုအင်းရှာလို့မိသားစုအင်းရှာလို့မိသွေးစာနဲ့ကျွန်တော်ကြိုးတူခဲ့ပါတယ်